အယောင်သမားကောင်းတစ်ယောက်ကကိုယ့်ရဲ့ product ကိုပေါ့နော်ဈေးကွက်ထဲမှာထိထိမိမိနဲ့ရောင်းချနိုင်ဖို့ဆိုလို့ရှိရင်ကိုဦးတည်ရဲ့ target audience ကဘာလဲဆိုတာကိုကျမတို့ကကောင်းကောင်းကြီးသိထားဖို့လိုတယ်။အဲ့တော့ target audience မသိရင်ဘာဖြစ်မှာလဲ။ဆိုလို့ရှိရင်ဖြစ်မဲ့နေရာတစ်ခုပဲရှိအပ်ပါဆိုသဲသဲရေတုံအကုန်ဖြစ်မှာ။ကိုက marketing နေ claim ပိတ်ပြီးတော့လုပ်တယ်။အဲ့ marketing လုပ်ဖို့အတွက်ကွာတို့တွေကအချိန်တွေပေးရတယ်ကွာပြီးရင်ငွေတွေပေးရတယ်ကွာလူဝင်အားတွေစိုက်ထည့်ရတယ်ကွာ။ဒါပေမဲ့ကိုယ့်ရဲ့ target audience ကိုကိုကသိထားမသိလိုက်တဲ့ခါကျတော့ကို site ထုတ်လိုက်တဲ့အင် ားတွေကိုစိုက်ထုတ်လိုက်တဲ့ငွေကြေးကိုစိုက်ထုတ်လိုက်တဲ့အချိန်တွေအကုန်လုံးက waste ဖြစ်သွားပြီလုံးဝအဲ့ဒီတော့ကြောင့်မလို့အရာရာကိုကိုယ့်ရဲ့ ပြစ်မှတ်ကိုလွှဲသွားတဲ့အတွက်ကြောင့်မို့ကိုလှုပ်လိုက်တဲ့အရာရာဒီလုံးဝကိုကိုလက်ထဲမှာလက်ဆုပ်လိုက်နိုင်မရှိတော့ဘူးအဲ့ဒီအတွက်ကြောင့်မို့လှုပ်တော့လှုပ်တယ်ဒါပဲမဲ့အလကားပဲဖြစ်သွားမှာဒါတစ်ချက်ပေါ့နော်နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်ကိုရဲ့ audience ကိုတိတ်ချမချိန်နိုင်တဲ့အတွက်ကြောင့်မို့ကိုရဲ့အားစိုက်ထုံးမှုတွေကဘလောက်ပဲရှိနေရှိနေကိုငွေကြေးတွေအချိန်နေလူဝင်ရတယ်ဘလောက်ပဲဆိုက်တော့ဆိုက်တော့ကိုရဲ့ target audience ကကိုကိုမသိရကြောင့်ကိုရဲ့ product ကလုံးဝရောင်းရမှာမဟုတ်ဘူးအဲ့တော့ပင်လဲပင်မှန်းသေးတယ်ကွာဟုတ်လား product လည်းမရောင်းနေရတဲ့အတူတူတော့ကျွန်တော်တို့ဘာလို့အစားတွေက marketing ကိုလုံးကြတော့မ माले ဟုတ်တယ်နော်အဲ့တော့ကျွန်မပြောချင်တာခြေတော်မိတ်ဆွေတို့ရေမလုတ်ချင်လဲအစတွေကမလုတ်ပါနဲ့ဒါပေမဲ့တကယ်ကိုတည်တည်ကြကြဈေးကဖောက်ပြီဆိုရင်တော့အရင်အဦးဆုံး target audience ကိုဘသူ့ကိုရည်ရွယ်ပြီးရောင်းမှလဲဆိုတာကိုတိတ်ချလေး analysis လုပ်ပါတိတ်ချလေးစာပြီးကောက်ပြီးတော့မှတည်တည်ကြကြပြင်မှတ်ကိုချိန်ပြီးတော့ပြစ်ပါအဲ့လိုမှမဟုတ်လို့ရှင်ကိုကရောင်းချင်တာကလူကြီးတွေတုံးတဲ့ product ကိုရောင်းချင်တယ်ဒါပေမဲ့ကိုကသွားပြီးတော့မှ target audience မှားသွားတဲ့ခါကျတော့ကိုဖောက်နေတဲ့ဈေးကလူငယ်ဈေးကဖြစ်နေရင်လဲရောင်းရမှာမဟုတ်ဘူးကိုကလုံးဝအမြင့်လိုင်းကိုသွားတယ်ဟိုတကယ် ကိုကွာကိုပြောမယ်ဆိုရင် premium quality ကိုရောင်းနေရတယ်ဒါပေမဲ့ကိုယ့်ရဲ့ marketing scale တွေကအဲ mass market ကိုသွားတယ်ဆိုရင်လည်းပဲအဲ mass market ဒီကို product ကိုဘယ်လိုအနေထားရှိမှာမဟုတ်ဘူးဒါကိုယ့်ရဲ့ product ကဈေးတွေရန်တက်တာနေရတယ်ဒါပေမဲ့ကိုယ့်ရဲ့သွားနေတဲ့ market ကလုံးဝ high show တွေကိုသွားပြီးယူရတယ်ဆိုလို့ရှိရင်လည်းကို product ဒီဘယ်တော့မှရောင်းရမှာမဟုတ်ဘူးအဲ့တော့ကျွန်မချစ်တော်တို့ကကျွန်မပြောချင်တာက လုတ်ပြီဆိုရင်လည်းထိထိမိမိလုတ်ပါအဲ့တော့ကိုက marketing မလုတ်ခင်ကိုရဲ့ရောင်းအားတွေတက်အောင်မစူးစမ်းခင်မှာ market survey တိချစဲမှာဘသူ့ကိုရည်ရွယ်ပြီးတော့ရောင်းမှလည်းဘလို့ပုံစံနဲ့ဈေးကွက်ထိုးပေါက်မှလည်းဒါတွေကိုသိအောင်လုပ်ပြီးမှရောင်းမှလို့ကျွန်မကတိုက်သွင်းနေပါတယ်ရှင်ကျွန်မမတိတ်ဘူးလားဖြစ်ပါတယ်ရှင်နောက်တဲ့ video တွေမှာဆက်ပြီးတော့တွေ့ပါမယ်ဘိုင်ဘိုင်ပါ